Hello guys အားလုံးပဲမင်္ဂလာပါ။အဒီနေ့မှာတော့ကျွန်မနောက်ထပ် love story လေးတစ်ပုဒ်ကိုပြပြပေးမယ်နော်။အဲ့တော့ quality reading love story လေးတစ်ခုပေါ့နော်။အဲ့တော့စလိုက်ကြမယ်နော်။ပထမဆုံးအနေနဲ့နာကျင်ခံစားနေရတဲ့သူတယောက်ကိုမြင်တယ်နော်။နာကျင်ခံစားနေရတဲ့သူတယောက်ကလေသူက음 င်းကြီးပြက်နေတာမျိုးပေါ့နော်အင်းကြီးပြက်တာမျိုးညာဘက်ဒီမှာအင်းမပြောတာမျိုးဘာကြောင့်အင်းမပြောတာလဲဆိုတော့အတွေ့အနဲ့နှိပ်ဆက်ပြီးတော့မှစိတ်ဆင်းရဲနေတာမျိုးကြေကွဲဝမ်းနေနေတာမျိုးအတွေ့ရတယ်ပေါ့နော်တစုံတယောက်သောသူကအော်နောက်ပြီးကျွန်မပြောအောင်မေးအဲ့ဒါကတော့ energy ကဟိုဘက်ဒီဘက် shift ဖြစ်တတ်တယ်ဆိုတာပြီးနော်ဘက်နှစ်ခုကိုတကယ်လို့ပြောင်းနေတယ်ဆိုလို့ရှိရင်လည်းအချိန်ပြီးတော့မှာပေါ့နော်ကိုယ့်အနေကိုချိန်ပြီးနှာထောင်းပြီးပါနော် တယောက်ကညဘက်ဒီမှာအိမ်မပြောဘူးကြီးကွဲဝမ်းနဲ့ခံစားနေရတယ်လို့တွေ့တယ်။နောက်ထပ်တယောက်ကကြတော့လေဒီမှာပျော်ရွှင်နေရပဲနော်ပျော်ရွှင်ပြီးရောရှိမောနေလူနှစ်ယောက်ပေါ့နော်တယောက်ကခံစားနေရတဲ့အချိန်မှာတယောက်ကပျော်ရွှင်နေတယ်။အဲ့တော့လူနှစ်ဦးဖြစ်နိုင်တယ်ပေါ့နော် love story မှာဆိုလို့ရှိရင်အဆိုလို့ရှိရင်တစ်ဖက်ကလူကကြီးကွဲဝမ်းနဲ့ခံစားနေရတဲ့အချိန်မှာအာတစ်ဖက်ကလူကပျော်နေရဆိုတဲ့သဘောပေါ့နော်တစ်ဖက်ကလူကစောင့်ဆိုင်းနေတဲ့အချိန်မှာ အာတစ်ဖက်ကလူကပျော်ရွှင်နေရမျိုးချစ်သူနှယောက်ရှိရဆိုလို့ရှိရင်တယောက်ကလစ်လူရှုခံရတာမျိုးဥပိ္ပခါပြုခံရတာမျိုးပေါ့နော်ချစ်သူကြီးစားရှိနေတဲ့တန်းနဲ့ကိုပစ်ထားတာမျိုးပေါ့နော်ပစ်ထားတာခံရတဲ့သူတွေပေါ့ပစ်ထားပြီးတော့ကိုကြီးစားကိုဖုန်းမဆက်ပစ်ထားပြီးတော့မှပျော်နေတာမျိုးသူကနဲ့သူအပြင်ပြောစရာလုံးနေကွာလုံးကိစ္စတခြားတခြားတော့တငယ်ချင်းအဲ့လိုမျိုးနဲ့ပြောပြီးချစ်သူကြီးစားကိုပြစ်ထားတယ် ်ဆောင်ဆိုင်နေတဲ့သူတယောက်เนาะကောင်မလေးကအင်းကောင်မလေးတို့လည်းပြောလို့မဟုတ်ပါတစ်ဖက်ကလူပေါ့အဲ့ဒီခံစားရတဲ့လူကဆောင်ဆိုင်နေတယ်တကယ်လို့တင်ကဒီလူဖြစ်ခဲ့တဲ့ဒီအိမ်မပြောတဲ့ညရီနဲ့ခံစားနေရတဲ့သူကတင်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တင်ကသူ့ပြန်လာမှုရအောင်ဆောင်ဆိုင်နေခဲ့တယ်ကိုစီကိုဘယ်တော့ဖုန်းဆက်မှလဲဘယ်တော့စကားလာပြောမှလဲဘယ်တော့အတူတူတွေ့ရမှလဲဆိုပြီးတော့မှဆောင်ဆိုင်နေခဲ့တယ်ဒါမှန်းသူက ิวမဆိုင်ဘူးเนาะသူကกิวမဆိုင်သူကသူပဲနေနေတယ်မေ့နေတယ်ကိုမေ့နေเนาะအဲ့လိုနဲ့ပဲတဲ့ဒီဆက်ဆိုင်ရင်ဒီ relationship ကအဆုံးသတ်သွားခဲ့ရပေါ့เนาะအဆုံးသတ်သွားတဲ့အချိန်မှာကျတော့ဒီတစ်ဖက်ကလူပေါ့เนาะစောင့်ဆိုင်နေရတဲ့သူကအားကြီးရဲ့သူတယောက်ဖြစ်ပြောင်းလဲသွားတယ်เนาะအားကြီးရဲ့သူတယောက်ဖြစ်ပြောင်းလဲသွားခဲ့တယ်ပြောရမယ်ဆိုရင်စိတ်နဲ့ခိုင်မာသွားတယ်ဆိုတော့ ပုံစံမျိုးပေါ့နော်အဲ့ဒီသဘောကိုသိရတယ်အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်ပြက်လဲပြက်ပြီးတော့တစ်ဖက်ကလူကအဆင်ပြေသွားတဲ့အချိန်ခွာကြီးသွားတဲ့အချိန်ပေါ့နော်စိတ်နဲ့မာသွားရလို့လည်းပြန်သုံးလုံးလို့ရပါတော့။အဲ့ဒီသဘောလည်းတည်းတယ်။အဲ့ဒီအချိန်ကြမှာရတယ်နော်။ဖြတ်သွားပြီဆိုမှ ပြစ်ထားခဲ့တဲ့သူကသူ့အလဲရောက်လာပေါ့။သူခံစားမဲ့အလဲရောက်လာလို့ပြောရမှာပေါ့နော်။အဲ့ဒီတော့မှပဲသူကသူထားခဲ့တဲ့သူ ။နော်သူပြစ်ခဲ့တဲ့သူသူကယူမဆိုင်ခဲ့တဲ့သူကသူကိုသူကချစ်ပါတယ်နော်ကြိုက်ပါတယ်အရန်ချစ်ပါတယ်အဆုံးရှုံးမခံနိုင်ပါဘူးဆိုပြီးတော့မှအော်ဟင်မိုကျွေးခြေကွဲဝမ်းနေခံစားနေရတယ်နော်อืมပြီးတော့အဲ့လိုလဲခန်းစားပြီးရရောသူကဒီမှာပြန်လာပြီးတော့မှကန်လန်းတယ်เนาะစောင့်စားတယ်ရမလားပြန်ချော့တယ်နင်းစီပန်လေးနဲ့ပြန်ချော့တယ်ရမလားပေါ့တစ်ဖက်ကလူကလည်း မရနိုင်တော့။သူကဒီမှာစောင့်စားပြီးတော့မှအဆင်ပြေမလားဆိုမျှော်လင့်ချက်ကလေးနဲ့ပြုံပြုံလေးလုံနေ။ပြုံပြုံလေးလုံနေပြီမဲ့ဒီဘက်ကတဆုံတယောက်တော့သူကတယောက်တော့သူကသူ့ကိုကြောခိုင်းထားခဲ့ပြီ။လှဲ့မကြည့်တော့ဘူး။နော်စွန့်ခွာလာခဲ့ပြီ။ကြောခိုင်းထားခဲ့ပြီ။နော်။သူ့အနေနဲ့သူပဲပြပြနေတယ်သူစိတ်ကူးလေး ူဖန်တီးရဲ့အကောင့်ထဲပေါ်တယ်သူကဘာလေးထဲမှာပဲတူနေတယ်သူခံစားရတဲ့အခိုက်အတန့်တွေဆိုတာလည်းရှိရင်ရှိမယ်ဒါပေမဲ့အရှင်တော်ကတော့တော့မဟုတ်ဘူးသူကအေးစစ်စစ်လေးဖြစ်နေပြီနောက်တစ်ခုကသူကဒီမှာဆိုလို့ရှိရင်အားကစားလောက်တာမျိုးအပြပြနေတာမျိုးပေါ့နော်ပြီးသွားလို့ရှိရင်သူကံကောင်းတယ်ဆိုတာမျိုးလဲပို့ပြီးတော့မှကံပိုကောင်းလာတယ်လို့လဲသူပို့ပြီးခံစားလာရတယ်နော် ပို့ပြီးတော့ခန်းစားလိုက်ရတယ်တကယ်ချင်းတွေနဲ့အချိန်ဖြုံးမယ်မိသားစုတွေနဲ့အချိန်ဖြုံးမယ်အာငွေကြီးပေါ့နော်ပတ်စံနေငွေကြီးတွေစုဆောင်မယ်အဲအဲ့လိုမျိုးနေနေတဲ့အချိန်မှာသူ့သူ့အပေါ်ပေါ့နော်ဒီခင်းတော်ဘဏ္ဍာကလူလူမျိုးပေါ့နော်ငွေကြီးပြည့်စုံတဲ့လူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒီခင်းတော်ဘဏ္ဍာက energy နဲ့တူပဲသူကဘယ်လိုမျိုးလာမလဲဆိုရှင်ညာဒီမှာကြည့်လေ လာနေတွေ့မလားယထာလေးနဲ့လာနေအမြင်ယထာလေးနဲ့အရှိန်အဟုန်လေးနဲ့သူလာနေရမျိုးလေးတွေ့အဲ့ဒါကဘသူစီကိုလဲဆိုတော့အချစ်တွေ့မဲ့သူပေါ့နော်အခုဒီမှာအေးအေးဆေးနေနေတဲ့သူထားခဲ့ခဲ့ရတဲ့သူကိုအာနောက်ထပ်သူ့ပေါ်ကိုချစ်မဲ့သူတရားရောက်လာတယ်ရောက်လာတယ်ပေါ့နော်ဒီချိန်မှာတော့ဒီကယူမဆိုင်ခဲ့တဲ့သူပေါ့နော်ကယူမဆိုင်ခဲ့တဲ့သူကသူပြန်ပြီးတော့လိုချင်တယ်သူပြန်ပြီးအရင်လိုမျိုး အဆင်ပြေခြင်းနဲ့ပြန်ပြီးတော့မှပေါင်းစည်းခြင်းနဲ့တို့ပဲမဲ့ဒီမှာကြည့်သူ့ရဲ့စိတ်ကူးလေးပဲဖြစ်မှာဖြစ်နိုင်မယ်နော်စိတ်ကူးလေးပဲဖြစ်နိုင်မယ်တကယ်လက်တွေ့မှာမဖြစ်နိုင်တော့ဘူးနော်အဲ့ဒါအောင်သူကိုယ်တိုင်လည်းသိတယ်သူကိုယ်တိုင်လည်းသိရဲ့ဒါအောင်သူခံစားမိတယ်အဲ့ဒီတော့ကြောင့်မလို့စိတ်နဲ့ကိုယ်နဲ့မကတ်တာမျိုး သူဖြစ်နေရခံစားရပြီးတော့ဘာလို့လို့လို့ရမလဲသူတွေ့ရမှာတော့သူပြန်ပေါင်းစည်းခြင်းနေနော် ချို့သောသူတွေကတဲ့เนาะတချို့သော energy တွေတချို့သောထားခဲ့ခံရတဲ့သူတွေကလေဒီကိုထားသွားတဲ့သူပေါ့เนาะပြန်ပြီးတော့လဆားချေခြင်းနဲ့အဲဒီလဆားချေခြင်းနဲ့ energy တွေမှာဆိုလို့ရှိရင်ကျတော့ Scorpio energy များတယ် Scorpio ဆိုရဲ sign လေးတွေဒါမှမဟုတ် Scorpio ဆိုရဲ Scorpio energy များတဲ့သူတွေပေါ့เนาะဒီဘတ်ချက်ထဲမှာ Scorpio energy များတဲ့သူတွေကပြန်ပြီးတော့လဆားချေရမျိုးလေးတွေ အဲလှုပ်ရှင်နေပေါ့နော်လှုပ်ရှင်တာမျိုးလေးတွေ့ရတယ်။နည်းနည်းလေးပေါ့စိတ်ကိုကိတ်ကောက်ဖြစ်သွားတာမျိုးလေးပဲဖြစ်ဖြစ်အနည်းဆုံးတော့အဲ့လိုမျိုးလေးကိုလက်စားချေချင်တာမျိုးလေးတွေ့ရနော်အခုထားခဲ့တဲ့ထားခဲ့ခံရတဲ့သူပေါ့နော်ထားခဲ့ခံရတဲ့သူလေးကတော့ဒီမှာ the star energy လေးနဲ့အဲလင်းလက်တောက်ပါသွားပြီအဲဒီထဲမှာ celebrity တွေပါရဆိုလို့ရှိရင်ねပို့ပြီးတော့မှနာမည်ကြီးရမျိုးပေါ့နော် အဲ့လိုမျိုးလေးဖြစ်နိုင်တယ်ပြီးသွားလို့ရှိရင်ပို့ပြီးတော့စံပွင့်လာတာမျိုးလေးလည်းဖြစ်နိုင်တယ် the star energy ဖြစ်သွားရင်နော်ပြီးသွားလို့ရှိရင်ဒီမှာအလုပ်ကိုစူးစမ်းနေရလေးတွေ့တယ်သူကလည်းဒီတယောက်သေးပေါ့နော်လမ်းခွဲလိုက်ပြီးရနောက်ပိုင်းမှာကိုယ်ကလည်းကို အဲဒီနေ့ညညအလုပ်ကြိုးစားမယ် work from home လုပ်တဲ့လူတွေလည်းဖြစ်နိုင်တယ်အပင်သေးလေးစိုက်မယ်အနေရောညအလုပ်လေးကြိုးစားပြီးတော့ကိုယ်ကဘာလေးထဲမှာကိုယ်ပျော်ပျော်ရွှင်ရွှင်နေနေရမျိုးလေးတွေ့ရင်အဲတချို့ရီဆိုလို့ရှိရင်ခྱི་ထွက်တာမျိုးလေးပေါ့စိတ်လူကိုလွန်နေရမျိုးလေးအဲ့လိုမျိုးလေးလည်းတွေ့ရပေါ့เนาะနောက်ဆုံးမှာကြတော့လေတလဘာကတ်ကြတယ်တလဘာကတ်ကြတယ်ဆိုချိန်ကြတော့ ီကေနောဖနီကာအနေဂျီရှိတဲ့သူမျိုးနဲ့ဖူးစာဆုံးတာမျိုးဆိုးမိတ်လိုမျိုးတွေ့တာမျိုးကိုယ့်ရဲ့ဒီဒီအတိတ်ကအနေဂျီပေါ့နော်အတိတ်ကမကောင်းခဲ့တဲ့ relationship ကို ဖြတ်တောက်ပြီးရဲ့နောက်ပိုင်းမှာဆိုးမိတ်တွေ့တာမျိုးလောကအစီအပြီးမလက်တွဲဖို့တွေ့တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်အဲ့လိုမျိုးဖြစ်လာနိုင်တယ်နော်အဲ့လိုမျိုးမတွေ့သေးဘူးဆိုလို့ရှိရင်တွေ့ဖို့ရဖြစ်လာနိုင်တယ် နောက်တစ်ခုနောက်တစ်ချက်က bottom of the dharma foroso နော် foroso ဆိုချင်ကြတော့ဒါပေါ့နော် foroso ဆိုရဲ energy ကအာနာကျင်နေရတာပေါ့နော်ပိတ်လောင်ခံထားတာနာကျင်နေရတာမျိုး ဆိုတဲ့ energy မျိုးဆိုတော့ဒါကအရင် past relationship မှာတချို့သူတွေကနှစ်တော်အတန်းကြာအာဒီပေါ့နော်ကိုကူးမဆိုင်ခဲ့ဘဲနဲ့ပြစ်ထားခဲ့တဲ့သူပေါ့နော်အဲ့လိုမျိုး relationship တွေမှာပြတ်တာလည်းမဟုတ်ဆက်တာလည်းမဟုတ်ဒီလိုကြီးဖြစ်နေတဲ့အချိန်မှာနှစ်ကာလနှစ်တော်ကြာနေခဲ့တဲ့သူတွေလေးပါမယ်ပေါ့နော်ဒါပေမဲ့ဒီ energy ကပြီးဆုံးသွားခဲ့ပြီအခုချိန်မှာတော့အဲအဆင်ပြေမယ်ပေါ့နော်ဒီ deliver လေးကြာလာတယ်ဒလဘာကြလာပြီးတော့မှအစီအပြေမှမျိုးလေးကိုတွေ့ရနော် ဲ့တော့ချိန်ကြတော့ဒီ love story လေးကတော့ဒီလောက်ပါပဲအဲအားလုံးလည်း energy ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်အာဒီဟာလေးကကျမသချင်း copyright နဲ့ညီထားလို့အာတပြန်ပြီးတော့လုတ်ပေးလိုက်တာပေါ့နော်အရင်လုံထားတဲ့ဥစ္စာလေးကိုနားထောင်ခြင်းနဲ့တော်တော်မှနားထောင်လို့ရပါတယ်အားလုံးကျေးဇူးပါ